အားလုံးပဲမြင်ပါပါစေ။သမီးတို့ကတော့ TDF Town District Fitness School မှာပညာသင်ကြားနေတယ်။ကျောင်းသားကျောင်းသူတွေဖြစ်ပါလေရှင်။သမီးတို့ဘွယ်မှာပါဝင်သောဖွဲ့ဝင်များမှာ TG7020206102162 293237နဲ့4520ဖြစ်ပါလေရှင်။သမီးတို့တိတ်ဆက်ပြသပေးမယ့်အကြောင်းအရာတွေကတော့မှုအကြောင်းဖြစ်ပါလေရှင်။သမီးတို့ရဲ့ presentation ကိုအဆုံးထိကြည့်ရှုနိုင်စေကြပါဦးရှင်။ ပို့ဆိုတာလူကြီးများရဲ့စားပေါင်းတော်ကိုရောက်ခပြရအောင်ခရာအကာရီကတမ်ပတ်စူဟူခေါ်ပါတယ်။ဟိုကကောင်းမွန်စွာရှင်းပြလို့ဒီလူစားရတာရှိပါတယ်။ဒီရတာရှိတော့လေအဟာရပစ္စည်းရတယ်၊အင်ဂျင်နီယာကော်ပိုရိတ်တို့ကနေမှတူကြားတယ်။ဒီကလာဟိုအဟာရပညာရှင်များကပြောတယ်ဟိုအလုံးရှင်းကြလာတဲ့ခါပါပဲ။ဘလူးစတန်ဒတ်တက်ကြရတယ်။ဂရင်းနဲ့ရောမာတို့ဒီမို့ကိုစတန်ဒတ်တက်ဆောင်းလုပ်ရတယ်။အမို့ဟိုတီယိုတို့ကတော့ 大到根本就不爱。我家的物业的娱乐发展区，每家在家家边铺那里。ယောဂပညာပညာရှင်များကသာလောပြီးမုန်နဲ့အစီအစီတစ်ပြားမကောင်းပြီးမုန်ကြီးတွေကိုအဆုံအဆုံခွဲခြားထားပါတယ်။သာကောင်းပြီးမုန်နဲ့သာမကောင်းပြီးမုန်များကိုကျွမ်းကျင်သူများကခွဲခြားနိုင်ပါပြီ။ပြည်ပပေါင်းမုန်မျိုးစိ3000ခန့် ဝေဒီကစိတ်ပိုင်းတွေအများမှာကြည့်ရှိရဲအဲစိတ်ပိုင်းတွေမှာမြင်ကလေးတွေရှိတဲ့ကာလီတက်ကလာအဲကျန်အစာလူစုနေတတ်တယ်အဲထိုးစိတ်ပိုင်းကိုမှ ICUEM ဟုခေါ်ပါတယ်မိုးရဲ့ဒီပုံတဲ့အရှိရဲအစိတ်ပိုင်းကစင်စင်အဖြစ်မိုင်းစီလီယမ်အန်ကနေပေါက်လာတဲ့အပင်ရိုးတွေအဲခူတာဖြစ်တယ်မိုးရဲ့ဒီပုံစံတဲ့အစိပ်ပိုင်းကိုစပိုရိုဖိုလို့ခေါ်ကြရဲအစိပ်ပိုင်းတွင်မှာစပိုလို့ခေါ်ရဲမျိုးမုံတွေရှိနေလို့ဖြစ်တယ်ဒါအဲ့ဒါမလို့ ပိုပိုကိုမျိုးအိမ်လိုလည်းခေါ်နိုင်ပါခင်ဗျာဒီလိုအခြေရှိမျိုးအိမ်တွေလည်းပေါက်ဖားပြနေတော့အစိပိုင်းကိုအလုံးလို့ခေါ်ပါလေဒီမှာဝက်ချီကတ်တို့ကထလာပြီးလူပင်းရလာတော့အခါထူးထူးခုန်လန်ရှိတော့အထည်ပိုင်းအောက်ဘက်တွင်အမာတန်ကလေးများရှိနေတဲ့ကိုတွေ့နိုင်သည်ထို့အမာတန်ကလေးများတွင်မျိုးမုံလေးများရှိသည်အာအဲ့ချဲလူမုံလေးများဒီစိတ်ကလေးများဖြစ်တဲ့ဖြင့်မှုဝင်တိတ်ကလေးများခိုင်ပြန်အထူးထောက်ပြုပါသည် မျိုးမုံတစ်ခုကိုရိုးရိုးမျက်စိဖြင့်မမြင်နိုင်ပါမိုက်ခရိုစကုပ်ဖြင့်ကြည့်မှမြင်နိုင်ပါသည်အင်းဘာကပလတ်တဲ့ ါရှိသည်ဖြင့်ကိုရိုင်းစာကိုမလို့ယူနိုင်သောကြောင့်အစာအတွက်အရှာသရှိသက်မဲ့အပင်နှင့်ရိတ်စင်များကို အမိပြု၍ထိထွန်းလာကြရပါသည်။သက်ရှိပင်နှင့်ရိတ်စင်များကိုအမိပြု၍ဖြစ်ထွန်းလာကြသောမျိုးမျိုးကို parasite မျိုးမျိုးဟုခေါ်ပြီးသက်မဲ့သို့မဟုတ်ဆွေးမိသည့်သောပင်နှင့်ရိတ်စင်များကိုအမိပြု၍ဖြစ်ထွန်းလာကြသောမျိုးမျိုးကို saprophyte မျိုးမျိုးဟုခေါ်ပါ အချို့သောမုံမျိုးကိုစီပတ်ဝင်ပစ္စည်းဖြင့်အသုံးပြုနိုင်ကြပါသည်။သမီးတို့ရဲ့ presentation လေးကိုကြည့်ရှုနာစင်ပြီးခဲတဲ့တယောက်ချင်းစီတိုင်းကိုတူကြီးစုတည်စီပါလိမ့်ဆီ။အမတစုံတရားပိုင်းရဲ့ခလုတ်ပီဇာမတော်သူချင်ပါလိမ့်ရှင်။နောက်ထပ် presentation လေးတွေမှာထပ်ဆောင်ကြပါမယ်ရှင်။အားလုံးပဲစိတ်အရှံပါခြင်းနဲ့ကိုယ်ရည်ချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေရှင်။